2025ခုနှစ်မှာနေထိုင်မှုအရေးချေတင်ဆုံးအာရှစင်နိုင်ငံအားလုံးပဲမင်္ဂလာပါဗကန်တီတီမဲချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်နေထိုင်မှုဘဝအရေးသွေးဆိုတာလူတွေရဲ့နေစဉ်ဘဝမှာပျော်ရွှင်တက်တောင့်တသာရှိမှုကိုဆုလိုတာပါဒါကငွေကြေးတက်ပေါ်ပြီးကျန်းမာရေးလူမှုဆက်ဆံရေးနဲ့လုပ်ငန်းတွေပျော်ရွှင်မှုတွေလည်းပါဝင်ပါတယ်ဒီကနေ့မှာတော့2025ခုနှစ်မှာအာရှတိုက်ရဲ့နေထိုင်လို့အကောင်းဆုံးနိုင်ငံဆယ်နိုင်ငံကိုရှာဖွေဖော်ပြပေးသွားမှာပါအိန္ဒိယအိန္ဒိယဟာရိုးရာဒယ်လီနဲ့ခင်မီမှုပေါင်းစပ်နေတဲ့နေရာပါ နိုင်ငံသားအတွက်အဓိကဆွဲဆောင်မှုကတော့နေတိုင်းသိအလွန်သက်သာခြင်းပဲဖြစ်ပါလိမ့်။အနောက်နိုင်ငံတွေနဲ့နှိုင်းယှဉ်မယ်ဆိုရင်အများကြီးသက်သာပါလိမ့်။အင်္ဂါကကုန်ချောက်၊ဒေပိုးဆောင်ဤတိသက်သာပါလိမ့်။ဘင်္ဂလုံဒါမမဟုတ်ဖူနေလိုမြို့ကြီးပြကြီးရဲ့ကောင်းမှုပြီးတက်တော့သက်သာရှိတဲ့တိုက်ခန်းတစ်ခုလို့ညူယော့ဒါမမဟုတ်လန်ဒန်မှာပေးရမယ့်ဈေးနှုန်းရဲ့ဒစိမ့်တစ်ပိုင်းလောက်နဲ့နေငှားရမ်းလို့ရတယ်ဆိုရင်တင်သဘောပေါက်မှာပါ။ရင်ကျိမှုရလဲပွဲတော်ဒီအစားအသောက်တွေနဲ့ပြည့်နေနေပါလေအိန္ဒိယစားစာကလည်းနေမကြီးပြီးတော့အရသာစုံလင်လှပါလေ ဝန်ဆောင်မှုစီးနေပါတာကြောင့်အင်ကူထမင်းချက်စာရာတွေကိုလည်းတက်သားစွာငှားရမ်းနေပါတယ်။ပညာရေးကနောက်ထပ်ထူးခြားချက်တစ်ခုပါပဲ။အိန္ဒိယဟာကမ္ဘာကျော်တက္ကသိုလ်တွေနဲ့သုတေသနအဖွဲ့အစည်းချုပ်ရဲ့ဌာနချုပ်ဖြစ်ပြီးကမ္ဘာတစ်ပတ်ကပညာရှင်တွေနဲ့ကျောင်းသားတွေကိုဆွဲဆောင်ထားပါတယ်။ Hyderabad နဲ့ Bangalore တို့လိုဒီပညာမျိုးတွေဟာတီထွင်ဖန်တီးမှုတွေနဲ့အခွင့်အလမ်းတွေပြည့်နှက်နေပြီး ID နဲ့ engineer စတဲ့ခန္ဓာတွေမှာတိုးထောက်ဖို့ရှားပွေနေသူတွေအတွက်အရေးကြီးတဲ့နေရာတွေဖြစ်ပါတယ်။တရုတ် တရုတ်နိုင်ငံကရှီယောင်းမွေနေနဲ့ကိမီနီပညာတွေပေါင်းစပ်နေတဲ့နိုင်ငံဖြစ်ပါတယ်ပထမဆုံးပြောပြပေးခြင်းတဲ့ချက်ကတော့ဘီကင်းရေးကိစ္စပါရေပြောင်းနေတိုင်းသူများစွာဟာအနောက်နိုင်ငံမျိုးများစွာထက်တရုတ်နိုင်ငံမှာပို့ပြီးတော့လုံခြုံတယ်လို့ခန်းစားရပါတယ်ညဘက်လမ်းတွေကမီးအလျောက်ကောင်းကောင်းရပြီးအိတ်ကန်နှိုက်ခံရတာမျိုးညာစုမှုငယ်လေးတွေတီးတီးတသာနေပါပါတယ်ဒီလိုလုံခြုံမှုကရေပြောင်းနေတိုင်းမှုစဉ်းစားနေတဲ့သူတွေအတွက်အထူးသဖြင့်တော့မိသားစုဝင်တွေနဲ့တိုးတဲ့ခီးသွားတဲ့မျိုးသမီးတွေအတွက်အားသာချက်တစ်ခုပါ နေတိုင်းသေးကအိန္ဒိယထက်အနည်းငယ်မြင့်ပေမဲ့အနောက်နိုင်ငံတွေထက်တော့တိတိတသားနည်းပါပါတယ်။အိန္ဒိယအစားအသောက်နဲ့သေယိုပို့ဆောင်ရေးတွေကလည်းဈေးနှုန်းတင့်တယ်ပါတယ်။တရုတ်နိုင်ငံရဲ့တဘာဝရှုခင်းတွေကလည်းအလွန်လှပပြီးတော့ကွဲပြားပါတယ်။ယဉ်ကျေးမှုရဆိုရင်လက်ဖက်ရည်စလုံးလာရည်ချင်းကိုကံပညာနဲ့တရုတ်နှစ်သက်ကူလိုပွဲတော်တွေကကြွေဝါတဲ့အမွေနဲ့တွေကိုပြသနေပါတယ်။အစားအသောက်ကလည်းလွန်ကောင်းမှုပြီးတော့စီးချံစားစာတွေကနေမြောက်ပိုင်းဖက်ထုတ်တွေတိအရသာမျိုးစုံကိုတွေ့ရပါတယ်။အတံမွေးဝန်းကျောင်းဆိုင်ရာခွက်လန်းတွေအတွက်လည်း ကုန်ထုတ်လုပ်ရေးကနေတည်ကျတဲ့နည်းပညာတည်လုပ်ငန်းပေါင်းစုံနဲ့ကမ္ဘာလုံးဆိုင်ရာဗဟုချက်ဖြစ်ပါတယ်။ထိုင်းနိုင်ငံထိုင်းနိုင်ငံဟာအတွေ့အကြုံမျိုးစုံကိုပေးဆွနေတဲ့နိုင်ငံဖြစ်ပါတယ်။ဘန်ကောက်လိုမြို့ကြီးတွေကလည်းဖူးခတ်လိုကမ်းခြေလှလှလေးတွေတည်နေထိုင်စေးကအနောက်နိုင်ငံတွေထက်တိတိတတ်တာတက်တာပါတယ်။ဥပမာစားသောက်ဆိုင်မှာတနက်စာရင်ဒေါ်လာနဲ့ငွေပဲကုန်ကြပါတယ်။ရာသီဥတုကအပူပိုင်းဖြစ်ပြီးတော့တရာသီလုံးပူနွေးပါတယ်။ချင်းမာရဲ့တိပင်ဝေစားတဲ့တောင်တန်းတွေကလည်းအက်ဒမန်ပင်လေရဲ့ ချီလီနဲ့ရေပြည်တွေတဘာဝလှပတွေကအမြဲတမ်းလက်တကမ်းမှာရှိပါတယ်။ဒါပြည်တိနိုင်ငံဟာမြောက်ဘက်ကဆင်တွေကနေတောင်ဘက်ကရောက်စွန်တန်တာကြောက်တန်းတွေထိအန်အောဖေဇီဝမျိုးစုံမျိုးကွဲတွေရဲ့ဌာနတစ်ခုပါ။ထိုင်းစားစာကတော့ကဘာကျော်ပြီးတော့အခြေခံရတာ၅မျိုးဖြစ်တဲ့ချိုဆက်ချင်းခါငန်ဒါတွေကိုမျှတစွာပေါင်းစပ်ထားပါတယ်။ထိုင်းနိုင်ငံမှာနေထိုင်ခြင်းဆိုတာကတော့ဒီရတာတွေကိုအထူးခါတမ်းမရတွေအတွက်သာမဟုတ်ဘဲနေစဉ်စားစာတွေရဲ့တစ်စိတ်တစ်ပိုင်းဖြစ်နေတယ်လို့ဆိုလိုပါတယ်။ဓာတ်ကောက်ဆွေးနဲ့ တင်မောတီထောင်းရောင်းတဲ့လမ်းမေးဆိုင်တွေကနေခင်မီထိုင်းဟင်းလျာရီနဲ့ကောင်းမွန်တဲ့စားသောဆိုင်တွေထိအစားအသောက်မြင်ကွင်းကတက်ချွာပြီးတော့လက်လန်းမိပါတယ်။ဒေသခံတွေကဖော်ယူပြီးနိုင်ငံသားတွေကိုကြိုဆိုရာကြောင့်အိမ်လိုခံစားရစေပါတယ်။ဒါပြည်ဒီနိုင်ငံမှာကြီးကျယ်ခမ်းနားတဲ့နန်းတော်တွေနဲ့ဖျားကျောင်းတွေကလည်းတင်းကျန်တဲ့လွိုင်းကရတလိုတက်ချွာတဲ့ပွဲတော်တွေအထိကျွဲဝါးတွေရင်ကျေးမှုနဲ့တမိုင်းကျောင်းတွေလည်းရှိပါတယ်။ထိုင်းနိုင်ငံရဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကလည်းခင့်မိပြီးတော့အင်္ဂလိပ်စကားပြောဝန်ထမ်းတွေရှိတာကြောင့်ဆေးဘက်ဆိုင်ရာခီးသွွားလုပ်ငန်းတွေတော်ဖို့ဟူချက်ဖြစ်ပါတယ်။ အင်ဒိုနီးရှားကျွန်းပေါင်း18000ကျော်နဲ့ဖွဲ့စည်းထားတဲ့အင်ဒိုနီးရှားကကျောတိုင်းမှာထူးခြားတဲ့နေထိုင်မှုအထွေထွေကိုပေးဆွမ်းပါတယ်။ရာသီဥတုမြေမြေကွဲပြားတာကြောင့်တင်းနဲ့တရာဒေသကိုရွေးချယ်နေပါတယ်။ထိုင်းနိုင်ငံလိုပဲနေထိုင်စေးတက်တာပါတယ်။အနောက်တိုင်းစံတုံးနေနဲ့နှိုင်းရှင်မယ်ဆိုရင်အိယာကုန်ကြောက်တေယိုဖို့ဆောင်ရင်လည်းအပန်းဖြစ်လှူရှားမှုတွေအတွက်ကုန်ကြစိတ်နေပါပါတယ်။အင်ဒိုနီးရှားရေကြီးမှုကတော့ဒေသခံရွရဓလိတွေနဲ့ကုံသွယ်ရေးနဲ့ကိုလိုနီခေတ်သမားရဲ့လွှမ်းမိုးမှုတွေရော့ဆက်ထားတဲ့သိလှူရှားပွေရပေါင်းစပ်မှုတစ်ခုပါ။ ကျောင်းတိုင်းမှာသူ့ရဲ့ကိုပိုင်ထုံးတဲ့ဆင်လာတွေရှိပါတယ်။ဘာလီနဲ့ဂျာကာတာလိုနေရာတွေမှာခိုင်မာတဲ့ရွှေပြောင်းနေတဲ့သူဖွဲ့စည်းတွေရှိပြီးအသေးရောက်ရှိလာသူတွေအတွက်အကူပြန့်ကိုပုံမချုံးမွေးစေပါတယ်။အင်ဒိုနီးရှားရဲ့သဘာဝရှုကိန်းတွေကလည်းအမကန်ကွဲပြားပြီးတော့ကန်ဂျီ၊တောနှံ၊တောင်တန်းနဲ့မီးတောင်ဒေသတွေပါဝင်ပါတယ်။ဒါကလှပတဲ့မြေခွေးတွေပြင်ရင်ကုန်ချင်း၊လှိုင်းစီချင်း၊တောင်တဲချင်းနဲ့ငှက်ချီချင်းအစရှိတဲ့အပန်းမြေလှုပ်ရှားမှုတွေများစွာကိုပေးဆွမ်းပါတယ်။ UAE UAE ဟာတောက်ပတဲ့မုံမြော်တိုက်တွေနဲ့ဈေးဝယ်စင်တာတွေပြင်တီထွင်စမ်းသိမှုနဲ့ယဉ်ကျေးမှုရှိခြင်းအပြန်အလှန်လေးစားမှု ဒါရီရဲ့ဗဟိုချက်မှဖြစ်ပါတယ်။2021မှာ HSBC ရဲ့စစ်တမ်းရောက်ကမ္ဘာမှာနေထိုင်လွတ်လပ်ဖို့စတုထအကောင်းဆုံးနေရာဖြစ်တဲ့သတ်မှတ်ခံရပါတယ်။ဒီနိုင်ငံမှာရာဇဝတ်မှုတော်နေဆုံးဖြစ်ပြီးလုံခြုံစိတ်ချရတဲ့ပုံဝင်ကြီးရှိပါတယ်။ရဲတပ်ဖွဲ့ရဲ့တရှိမှုကလည်းခိုင်မာပြီးတော့စနစ်တကျရှိစေပါတယ်။ UAE ရာကမ္ဘာစစ်မေးခြေခံအဆောက်အအုံများချုံမွေးတဲ့လမ်းများခိုင်မာတဲ့အများပြည်သူတွေယူဖို့ဆောင်ရည် ဇင်ကန်ဟိုတယ်နဲ့တူတဲ့လေဆိပ်များထိတ်တန့်ကျမကြီးဆောင်ရှောက်မှုခေတ်မီဆက်ပစ္စည်းတွေနဲ့ကမ္ဘာထုတ်ကုဆရာဝေများနဲ့အရေးသေးမြင့်ပညာရေးစနစ်များနိုင်ငံတကာသင်ယူညွှန်တဲ့အကြောင်းများနေမကြီးတက်ကတော်များဒါရီကြောင့်နေမကြီးပါတယ်လူနေမှုပုံစံကားလေးစားသောက်ဆိုင်များဖြောပြေးရွေးချယ်စရာများနဲ့နေမကြီးဈေးဝယ်စင်တာများပေါများတဲ့အတွက်လူကြီးများအတွက်ကစားကွင်းတစ်ခုလိုပါပဲမလေးရှားမလေးရှားဟာရေကြီးမှုပေါင်းစုံကွဲပြားမှုနဲ့လှပတဲ့တဘာဝရှုကင်းများကြောင့်ကြောကြားပါတယ် ဒီနိုင်ငံရဲ့အဓိကဆွဲဆောင်မှုကတော့ကုန်ကျစရိတ်သက်သာပြီးလူနေမှုဘဝအရေးသွေးမြန်မာခြင်းပါပဲ။ကွာလာလမ်ပူးမှာတက္ကန်ငါးတီဖြစ်စီ၊ပြည်နှမ်းမှာကမ်းခြေအိမ်ငါးတီဖြစ်စီတင့်ငွေကိုအကျိုးအများဆုံးသုံးစွဲနိုင်ပါတယ်။ဂျမိုင်းဆောင်ဆောင်မှုစနစ်ကအဆင့်မြင့်ပြီးတော့အင်္ဂလိပ်စကားကိုကြဲကြဲပြဲပြဲနဲ့ပြောဆိုကြတာကြောင့်ဘာသာတကားအတားစီနေပေါပါတယ်။နိုင်ငံတကာအသိမဲ့ပြတဲ့ကတူများစွာနဲ့နိုင်ငံတကာအကြောင်းတွေရှိတာကြောင့်ပညာရေးကလည်းအားသာချက်တစ်ခုဖြစ်ပါတယ်။မြို့ပြပွားနဲ့သဘာဝနှစ်ခုလုံးကိုကြိုင်နှစ်သက်သူတွေအတွက် မလေးရှားကကောင်းစောနှမျိုးလုံးကိုပေးစွမ်းနိုင်ပါတယ်။ဒီရက်မှာတော့စီကားတဲ့ဈေးတွေနဲ့ခင်မီမိုးမြော်တိုက်တွေကိုလေးလာနိုင်ပြီးနောက်တစ်ရက်မှာတော့ငိမ့်သက်အေဂျင့်နဲ့မိုးသစ်တော်တွေဒါမှမဟုတ်ဒါယာလပါတွေကျွနေစီကိုပြန်သွားနိုင်ပါတယ်။ထိုင်ဝမ်ဒါမဟာရေကြီးမှုလုံခြုံရေးနဲ့ဒီတွင်ဆက်သက်မှုတို့ရဲ့စွမ်းအားကြီးတဲ့နေရာတစ်ခုဖြစ်ပြီးအာရှမှာနေထိုင်ဖို့ထိတ်တန်းနေရာတစ်ခုပါပဲ။ကမ္ဘာလုံးဆိုင်ရာဘေးကင်းရေးအဆင့်သတ်မှတ်ချက်တွေမှာထင်ကြီးလောက်စရာမြင့်မားစွာရည်တည်နေပြီးရာဇဝတ်မှုနှုန်းအလွန်နှိမ့်ပါတယ်။ ဒါပြင်လူနေမှုဘဝအရေးသေးမြင်မှာပြီးတော့ဂျမားရေးဆောင်ရှောက်မှုစနစ်ကခိုင်မာပါတယ်။ဒါပြင်ထိုင်ဝမ်ရဲ့ပြည်သူဂျမားရေးကိုအလေးထားမှုနဲ့ကဘာလုံးဆိုင်ရာဂျမားရေးစင်ခုံမှုတွေကိုကန့်တွဲဖြည့်ရှင်းရမှာအတော်လေးထူးခြားပြီးတော့ထင်ရှားပါတယ်။တန်ကိုရီးယားဟာရှီယောင်တလီထုံးတမ်းတွေကိုခိမီနီပညာရေးနဲ့တားဆတာဖြစ်အောင်ပေါင်းစပ်ထားတဲ့နိုင်ငံတစ်ခုပါ။လုံခြုံရေးနဲ့ဂျမားရေးဆောင်ရှောက်မှုကတည်တန်းစေဖြစ်ပြီးကဘာလုံးကျော်သောနိုင်ငံတွေထဲကတစ်ခုဖြစ်နေတတ်မှတ်ခံရပါတယ်။လမ်းတွေကပဲချင်းမဆိုးလုံခြုံပြီးတော့ရာဇဝမှုတော့ကတိတိတသာနှိမ့်ကြပါတယ်။ ကျမအရာကြည့်ရမယ်ဆိုရင်တောင်ကိုရီးယားဟာအစိမ့်မြေဆေးဘက်ဆိုင်ရာနေပညာတွေကြောင့်နာမည်ကြီးတဲ့စံပြကျမကြီးဆောင်ရှောက်မှုစနစ်ကိုတင်ပြထားပါတယ်။ဒါကစောင့်ဆိုင်းချိန်ကြာရှိတော့ဒါမှမဟုတ်လုံလောက်တဲ့ပြည်သူဆောင်ရှောက်မှုမရတာကိုစိုးရိမ်စရာမလိုပဲကောင်းမွန်တဲ့ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုတွေကိုရရှိနိုင်တယ်လို့ဆိုပါတယ်။ဒီပညာရဆိုရင်လေအေယာမနိုင်ငံတစ်ခုပြည်ပြီးမြန်ဆန်တဲ့အင်တာနက်ဒီတွင်ဆန်းတဲ့ကရိယာတွေနဲ့ ကေပေါ်ကြောင့်နာမည်ကြီးပါတယ်အလောက်ကိုအင်မတန်ယူသွတ်တဲ့နိုင်ငံဆိုပေမဲ့ဆိုးလိုမျိုးတွေမှာညဘက်ဘဝနဲ့ဖြုတ်ပြေးရွေးချယ်စရာတွေကအဆုံးမဲ့ပါပဲဒိတ်စိတ်တဲ့ jazz bar တွေပဲဖြစ်ဖြစ်စုညံတဲ့ night club တွေပဲဖြစ်ဖြစ်လူတိုင်းတွေတစ်ခုခုတော့ရှိပါတယ်ဒါပြင်ဒေသစားစာတွေကလည်းအရသာဆုံးလင်းပြီး game tea ရဲ့မီးတောင်မီးလျံလိုအဆက်အရသာကနေ Korea barbecue တိအဆုံးလင်းရှိပါတယ်စင်ကာပူဒီမျိုးပြနိုင်ငံကလေးကတော့မြန်မာသောလူနေမှုစင်တာနဲ့ခိုင်မာသောစီးပွားရေးကြောင့်တင်ရှားပါတယ် နိုင်ငံရေးတည်ငြိမ်မှုနဲ့ရာဇဝမှုနှိမ်ချမှုတို့ကအဓိကအားသာချက်တွေပါစင်ကာပူမှာတရားဝင်စာရေးဆရာတွေဓမ္မမို့အစိုးရဝန်ဆောင်မှုတွေကိုအွန်လိုင်းကနေလျှောက်ထားနိုင်ပြီးအချိန်တိုတွေမှာစောင့်ရနေပါတယ်ဒါကဘျူရိုကရေစီကိုခန့်တိုင်းရှိအောင်လုပ်ထားတာပါ။စီးပွားရေးစင်ကာပူဟာအရာမနိုင်ငံတစ်ခုပါ။ကမ္ဘာစီးပွားရေးဖိုရမ်ရဲ့အဆိုအရ84တဲသမှ10မှတ်ရရှိပြီးကမ္ဘာပြန်ဆိုင်နယ်ဆုံးစီးပွားရေးဖြစ်တဲ့သတ်မှတ်ခံထားရပါတယ်။ဒါကကဏ္ဍတစ်ခုတွေမဟုတ်ဘဲနဲ့ပညာရှင်တွေနဲ့လုပ်ငန်းရှင်တွေအတွက်အခွင့်အလမ်းတွေပြည့်နှက်နေတဲ့ပတ်ဝန်းကျင်ကိုထိန်းဟပ်နေပါတယ်။ စီးပွားရေးအရလည်းကမ္ဘာအပြိုင်ဆိုင်နိုင်ဆုံးစီးပွားရေးဖြစ်ပြီးပညာရှင်တွေနဲ့လုပ်ငန်းရှင်တွေအတွက်အခွင့်အလမ်းများစွာရှိပါတယ်။အများပြည်သူတွေဥပ္ပဆောင်စနစ်ကကောင်းမွန်ပြီးတော့ကျန်းမာရေးဆောင်ရှောက်မှုစနစ်ကကမ္ဘာအကောင်းဆုံးနေထဲမှာပါဝင်ပါတယ်။အကောင်းဆုံးချက်တွေကတော့စင်ကာပူဟာယဉ်ကျေးမှုပေါင်းစုံပေါင်းစပ်နေတဲ့နေရာတစ်ခုပါ။ကမ္ဘာတစ်ဝန်းကအစားအစာတွေပွဲတော်တွေနဲ့ဒေလီထုံးတမ်းပေါင်းစုံကိုတားဆာတာဖြစ်စွာတူရှင်တွဲနေထိုင်တာကိုတွေ့ရပါတယ်။မြို့တဲကနေမထွက်ဘဲနဲ့ကမ္ဘာနဲ့ခီးသွားရတယ်လို့ပါ။ဂျပန်ကျွန်တော်စင်ရဲ့နံပါတ်၁ကတော့နေထွက်ရမည်ဂျပန်ပါပဲ။ဂျပန်က၎င်းရဲ့ချယ်ရီပန်းတွေနဲ့လက်ပစီတယ်မဟုတ်ပါဘူး။ ဂျပန်ဟာရှီယောက်တက်လီထုံးတဲ့တွင်နဲ့ခင်မီစမ်းတဲ့တဲ့လူနေမှုဘဝကိုပေါင်းစပ်ထားပြီးနေထိုင်မှုစိတ်ဝင်စားစရာကောင်းတဲ့နေရာတစ်ခုပါလုံခြုံရေးပိုင်းကိုကြည့်မယ်ဆိုရင်ဂျပန်ဟာရာဇဝတ်မှုနှုံနှဲကြောင့်မူကြောင့်နေမယ်ကြီးပြီးတော့ဒါကနေထိုင်သူတွေအတွက်အကြီးမားဆုံးသောအားနည်းချက်တစ်ခုပါဘေကျင်းပစိုးလမ်းပေါ်မှာရှောက်သွားရတာလုံကြုံတဲလို့ခံစားရပြီးဒါကနေရာများစွာမှာပြောလို့မရတဲ့အရာတစ်ခုပါ။တန်ရှင်းမှုပိုင်းမှာလည်းလမ်းတွေကညာတိုင်းတုတ်ထားသလားလို့ထင်ရလောက်မဲ့တန်ရှင်းပါတယ်။အများပြည်သူတို့အဆောင်တွေနဲ့ပတ်သက်လာရင်ဂျပန်ကထိတ်တဲမှာပဲ အများပြည်သူတွေပို့ဆောင်စနစ်အထူးသဖြင့်တော့တူချိုလူမျိုးတွေမှာအိမ်မခန်းမှာရထားတွေကနိုင်လိုတိကျပြေးဆွဲပြီးတော့လုံချိုနိုင်မှုကလည်းကျဲပြတ်လာကြအောင်မျိုးတစ်ဘက်ကနေနောက်တစ်ဘက်ကိုလက်တကူသွာလာနေပါတယ်။ဂျမိုင်းဆောင်ရှောက်မှုစနစ်ကိုလည်းမမေ့ပါနဲ့။ဒါကကမ္ဘာအထူးရသောစနစ်တွေကတခုပါပဲ။အစိမ့်မြင့်ဤပညာနဲ့အရေးသေးမြင့်ဆောင်ရှောက်မှုတွေကိုပိုင်ဆိုင်ထားပါတယ်။မိသားစုတွေအတွက်ဂျပန်ကအထူးသဖြင့်တော့ဆွဲဆောင်မှုရှိပါတယ်။ပညာရေးစနစ်ကတင်းကျပ်ပြီးတော့အထင်ကြီးလောက်စရာရလဒ်တွေထွက်ပေါ်စေကကလေးတွေကိုငွေစင်းကလေးကအောင်မြင်မှုအတွက်ပြင်ဆင်ပေးပါတယ်။ ဒါ့အပြင်ပန်းချံတွေပြတိုက်တွေနဲ့ယင်ကျေးမှုဆာရလှုပ်ရှားမှုတွေများပြားရှိပြီးဂျပန်မှာကြီးပြင်းလာခြင်းကိုကြွေးဝါပြောရွှင်စေပါတယ်။ယင်ကျေးမှုရဂျပန်မှာနေထိုင်တာကအများနဲ့ရှာဖွေတွေ့ရှိမှုအခြေအနေမှာရှိနေတယ်လို့ပါ။တိတ်ဆိတ်ငြိမ်သက်တဲ့လက်ဖက်ရည်ပွဲတွေကနေအာကီယာပါရာရဲ့နှီးပညာဆိုင်ရာတွေနဲ့လျှက်စစ်စစ်မှုတွေအများတန်းစူးစမ်းစရာတခုတော့ရှိပါတယ်။အစားအသောက်တွေဆိုရင်လေဆိုရှိရာမန်အိုကိုနိုမီယာကီစသဖြင့်ဂျပန်ရဲ့ဟင်းရဲစရာတွေကလည်းရွေးချယ်စရာတွေများပြားလာကြအောင်အစားအသောက်ဝါသနာရှင်တွေအတွက်တော့ပြောစရာပါအားလုံးကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်